မင်္ဂလာပါဒီကနေ့ဇွန်လ28ရက်ဟာဆေးရနာသိမ်းမှု1608ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းရခိုင်ကချင်နဲ့နောင်ချိုဘက်ကသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအူဆုံးရခိုင်သတင်းအကျဉ်းနဲ့တင်ဆက်ချင်ပါတယ်ရခိုင်ရဲ့နေရာအများစုကိုထိန်းချုပ်ထားတဲ့အရခတ်တော်အေအန်အီနဲ့ဒီကြောက်ဖြူမြို့နယ်အပါအဝင်ရိုးမနဲ့ဆက်ဆက်တဲ့နေရာတွေမှာတိုက်ပွဲတွေဆက်ရှိနေပါတယ် ကြောက်ဖြစ်မှာဆိုရင်တော့အခုအပတ်တည်းအမှတ်32ရဲတဲအိမ်သားမှာရှိတဲ့ဒီပြိုင်းစေကေကျေးရွာနဲ့ဒီမလာကျွန်းဧရိယာဝင်ကျင် ပြီးတော့ဒညဝရီရေတပ်စခန်းဌာနချုပ်နာဂာဒီကတ်တပြေကျေးရွာဝင်ကျင်ဒီမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်စစ်တပ်ကကြီးရေလေသုံးမျိုးလုံးသုံးနေပြီးအေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်နေတယ်လို့ဒေသအခြေစိုက်သတင်းဌာနတွေကလည်းဖော်ပြပါတယ်အေဘက်ကမထုတ်ပြန်သလို ် DVV ကလည်းအသေးစိတ်အတိမပြုနိုင်သေးပေမဲ့ကြောက်ဖြူမှာရှိတဲ့တက်ရင်းတွေနဲ့ဒီမျိုးပေါ်ရက်ွက်လောက်ကိုပဲစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်လို့သိရပါဗါးဒါအတူပဲဒီရခိုင်နဲ့မကွေးအဆက်မှာရှိပြီးတော့အမ်ဒန်လမ်းမပေါ်မှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ဝင်းကျင်မှာလဲစစ်ရေးဆက်လက်တင်းမှနေပြီးတော့ဒီဗဒန်းမျိုးပြင်ဝင်းကျင်မှာရှိတဲ့ကာကင်းတချို့ကိုလဲတော်လိုင်းတပ်တွေကရှင်းထုတ်နိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ် အားလုံးသိတဲ့တိုင်းဒီငလင်ကြောင်းအပြည့်ရထားတဲ့ကာလာအတွင်းဖြစ်တဲ့ဧပြီ၂ရက်နေ့ကနေဇွန်လ20ရက်ထဲမှာလဲစစ်တပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တောင်ကုန်းကြောက်တော်ကြောက်ဖြူပုံနှကျုံရသေးတောင်ပြီးတော့တန်တွဲမျိုးနယ်ဒေသကရွာပေါင်း30ကျော်မှာတိတ်ဆုံးသူအရက်သား34ယောက်ဒဏ်ရသူက61ယောက်အထိရှိခဲ့တဲ့ဆိုပြီးတော့ဒီ AA ရဲ့ HTCO ကဇွန်လ26ရက်မှာထုတ်ပြန်ထားပါတယ် အခုတော့ကချင်ဘက်ကိုသွားရအောင်ပါကချင်မှာတော့ဖားကန်တဲ့ဗမော်မျိုးသိန်းတိုက်ပွဲတွေအကြောင်းကိုတင်ပြရဖို့ရှိပါတယ်မေလာနောက်ဆုံးပတ်တည်းမှာဖားကန်ကိုဝင်ရောက်နိုင်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာဖားကန်ဗျူဟာဂုံးနဲ့ဒီမော်စီစာဝင်းကျင်ဒီမှာအခြေချတပ်ဆွဲခဲ့ပြီးကြောက်စိမ့်မော်တွေတဲကစိုက်ရန်တရားတွေကိုမိပတ်ရှုနေရာကနေအခုတော့ဒီစစ်ရေးတွေတင်းမာလာပါတယ် အကြောင်းကတော့ဒီလုံငင်းကျွရအုပ်စုတစ်ခုလုံးကိုလက်နက်ကြီးနဲ့လှမ်းထောက်နိုင်ပြီးတော့ဒီမော်မောင်းကုန်းနဲ့လမောင်းကုန်းဆိုတဲ့နေရာနှစ်ခုကိုပြန်ရဖို့စစ်တကောင်စီတပ်ကဒီစစ်ကြောင်းထိုးလာတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ပဲမော်မောင်းကုန်းနဲ့လမောင်းကုန်းအတက်လန်းတွေဖြစ်ကြတဲ့မော်ဝိုင်းမော်ဝမ်လီဘတ်နဲ့အမိုက်ပုံအမိုင်းရန်လမ်းဘတ်တွေမှာတော်လိုင်းတက်တွေနဲ့စစ်တပ်တို့ထိတွေ့မှုရှိနေတယ်ဆိုပြီးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်တွေအထိုင်ချဖို့စူးစမ်းနေတဲ့ဒီ လမောင်းကုန်းဆိုတဲ့နေရာဟာဖာကန်ဒေသတွေကအမြင့်ဆုံးတောင်ကုန်းတွေတဲကတစ်ခုဖြစ်ပြီး ဖာကန်ဘီဝါနဲ့ကန်စီဘတ်တွေကနေလဲစစ်တပ်ကလက်နက်ကြီးပစ်ကူပေးလေရှိတယ်လို့သိရပါဗျ။အခုတော့ဗမော်ဘက်ကိုသွားရအောင်ပါ။ဗမော်မှာတော့အခုအပတ်သေးမြေကြီးတွေမြင့်တက်လာတာကြောင့်တော်လိုင်းတပ်ဘက်ကထောက်ပို့လမ်းကြောင်းခတ်ခဲနိုင်တာကိုအခွင့်ကောင်းယူပြီးစစ်တပ်ကဒီမြေစိတ်နားမှာရှိတဲ့ ခွန်သာပြီးတော့မင်းလာရက်ွက်တွေနဲ့ပြည်သူစေယုံဝင်းကျင်တွေကိုစစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်။ဒါအတူစစ်တပ်ကဗမော်မျိုးဘက်ကိုဥတီပြီးတော့ဒီစစ်သင်းမောတွေစဲစည်းထက်မနေလွတ်ထားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်လာပါတယ်။လက်ရှိဗမော်မျိုးသိန်းတိုက်ပွဲဟာခွန်လာဝင်းကျင်အထိကြာမြင့်လာပြီးတဲ့နောက်အေယာဝရီမြင်နာမှာရှိတဲ့ရက်ွက်တွေနဲ့ဒီစကခ27ဝင်းကျင်မှာရှိတဲ့နေအိမ်တော်တော်များများပျက်စီးခဲ့ရပြီးတော့စစ်တပ်ကလေကြောင်း drone နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုအခုချိန်ထိနေတိုင်းပြုလုပ်နေတယ်လို့သိရပါတယ်။အခုတော့နောင်ချိုဘက်ကိုသွားရအောင်ပါ။နောင်ချိုမှာတော့တောင်းခန်းကိုအခြေပြုထားတဲ့စစ်တပ်ကမြို့ကိုပြန်ယူနိုင်ဖို့စ조사ရာကနေတိုက်ပွဲတွေပြင်းထန်နေတာပါ။နောင်ချိုမြို့နယ်တဲမှာဒီနောင်ဖာညံတော်လုံဆန်အုံမခနဲ့နောင်လင်ကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအားတက်မတော် TNL တို့တိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလက်နက်ကြီးအလုံး80 ဒရုန်းပုံ32လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့တန်အန်တပ်ကထုတ်ပြန်ပါတယ်တိုက်ပွဲတွေဟာနောင်ရှိုမျိုးနဲ့ဒီ10မိုင်လောက်အကွာမှာရှိတဲ့ကံကြီးရွာအထက်ကို ရောက်ရှိခဲ့ပေမဲ့စစ်တပ်ကကံကြီးရွာကိုမကျော်နိုင်သေးဘဲနဲ့တက်လိုက်ဆုတ်လိုက်အနေအထားဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေကပြောကြပါတယ်။ဒါကြောင့်ပဲစစ်တပ်ကစစ်ကြောင်းတစ်တကြောင်းနဲ့ဒီအင်ဝိုင်းဘက်ကနေပြီးတော့နောင်ချိုဘက်ကို ပြန်လဲထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လေစီဒီအမ်ဘိုကြီးစင်ရော်ကသုံးသပ်ပြောဆိုပါတယ်။ အသေးစိတ်ကိုတော့ DVB ကဆက်လက်စုံစမ်းနေပြီးတိုက်ပွဲတွေကြောင်းဒေသခံထောင်ထဲချီပြီးစစ်ဆောင်နေရတယ်လို့စစ်တပ်ကကြောင်မဲနဲ့မိုးကုတ်မျိုးတွေကိုလည်းအခုရက်ပိုင်းလေကြောင်းဘုံကျဲမှုတွေပြုလုပ်ခဲ့ပါတယ်။အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်သွဲသတင်းတွေကိုတော့ DVB ရဲ့ website facebook နဲ့ youtube channel တွေမှာ 啊，今年的便宜跑不掉，便宜完了，怎么样？